မင်္ဂလာပါရှင်ကိုရှင်မှာပေါ့နော်ကိုရှင်မှာရဲ့ရွှေလေးတွေက965တို့ပေါ့နော်ပြီးလို့ရှိရင်585တို့950ရွှေတို့916တို့ရှိရဲဆိုလို့ရှိရင်ဒါဒီရွှေလေးတွေကမြန်မာရွှေဖနပဲလေဆိုတာတည်စင်လေဆိုလို့ရှိရင်စက္ကန့်မန်လေးတွင်တွေ့ကြည့်လို့ရပါတယ်ရှင်ဒါလို့ဆိုရင်တနည်းလေးကိုတွေ့ပြပေးမယ်လွယ်လွယ်လေးပါနော်စက္ကန့်မန်လေးတွင်တွေ့လို့ရလေဆိုတနည်းလေးကိုကြည့်မယ်ပြီးလို့ရှိရင်တနည်းလေးကပေါ့နော်အရင်ဆုံး965ကိုတွေ့ပြလိုက်မယ်965ရွှေကတော့ဒါထိုင်းဘက်မှာပြီးပို့ပြီးတော့သုံးများတာဖြစ်ပါတယ်ရှင်965အစား1000အမြောက်16ဖြစ်ပါတယ်ရှင် ကိုမှရရရှူက965ပဲဖြစ်ဖြစ်ဖြစ်585ပဲဖြစ်ဖြစ်850ပဲဖြစ်ဖြစ်ဒီလိုကနန်းနဲ့ရွှေရှိရဆိုလို့ရှိရင်ဘေးရွှေပဲလာလာဒီနေရာမှာရေးမယ်965နေရာမှာစားသလိုရတယ်965အစား1000ဘာဖြစ်လို့1000နဲ့စားရလဲဆိုလို့ရှိရင်ပေါ့ဒီလိုကနန်းနေနဲ့965ပဲဖြစ်ဖြစ်985ပဲဖြစ်ဖြစ်850ပဲဖြစ်ဖြစ်ဒီလိုကနန်းနေနဲ့လာတဲ့ရွှေဆိုလို့ရှိရင်ပေါ့နော်သူ့ရဲ့ဒိတ်ဆုံးဒီဒါ1000ဖြစ်ပါတယ်ရှင်သူ့ရဲ့အမြင့်ဆုံးဒီ1000ဖြစ်ပါတယ် တွေ့အမြင့်ဆုံးရွှေပြီးပေါ့နော်တထောင်ဖြစ်ပါတယ်ရွှေသင်္ဘောမြန်မာနိုင်ငံမှာတော့16ပိတ်ကအမြင့်ဆုံးဖြစ်တဲ့အတွက်16နဲ့မြောက်တာဖြစ်ပါတယ်ရှင်ဒါနိုင်ငံခြားရွှေတွေဖြစ်တဲ့တဲ့နိုင်စစ်ဖိုင်မှာဆိုလို့ရှိရင်လည်း965မှာဆိုလို့ရှိရင်လည်းတထောင်ကအမြင့်ဆုံးဖြစ်တဲ့တထောင်နဲ့စားတယ်ရှင်တို့နိုင်ငံရဲ့အမြင့်ဆုံးရွှေဖြစ်တဲ့16ပဲဒကြတာမှာ16ပဲရှိရပြတော့တဲ့16ပဲနဲ့မြောက်တယ်ပေါ့နော်ဒီလိုပဲနိုင်စစ်ဖတ်အစားတစ်ထောင်အမြောက်16ထောင်ဆိုလို့ရှိရင်လုံးကျလိုက်မယ် နန်စီဖိုင်အစာတထောင်အမြောက်16နည်းများချင်းဆိုရင်ဒါ15ဒတမ44ပေါ့ရှင်။ကဲဒါသလို့ရှင်ဒါ15ပဲနဲ့ပေါ့နော်။15ပဲနှစ်ပြားရေလောက်ရပါတယ်။15ပဲနှစ်ပြားရေဖြစ်ပါတယ်ရှင်။ဒါဆိုရင်နန်စီဖိုင်ရွှေဒီရှင်တို့မြန်မာနိုင်ငံရေပဲရေနဲ့ပြောမယ်ဆိုရင်15ပဲနဲ့နှစ်ပြားရေဖြစ်ပါတယ်ရှင်။ဒါဆိုရင်ဒီ585ဆိုတဲ့ရွှေလေးရောဘယ်လောက်ရမလဲဆိုတော့တွေ့ကြည့်မယ်585အစာတထောင်နဲ့စားမယ်အမြောက်16နည်းများချင်းဒါဆိုလို့ရှိရင် ကိုဒတမ36ဆိုတော့ဒီ6လေးရှိကိုပို့လိုက်မယ်ဆိုရင်ကိုဒတမ4ပေါ့နော်ကိုဒတမ4ဆိုလို့ရှိရင်လားရှင်တို့ကကိုဘဲနှစ်ပြားရေလောက်ရရှိမှာဖြစ်ပါနဲ့ရှင်ကိုဘဲနှစ်ပြားရေလောက်ရရှိပါမယ်ဒါဆိုရင်950ရှိရောဘာပဲရေလဲပေါ့နော်ဒါဆိုလို့ရှိရင်တွက်ကြည့်မယ်950အစား1000အမြောက်16မြညာချင်းကဲဒါဆိုလို့ရှိရင်တော့12ပဲရေဖြစ်ပါတယ်ရှင်ကျေးဇူးအများကြီးတင်ပါတယ်